ိုင်းနိုင်ငံရဲ့အမေးစင်းထိုင်းလန်တန်တမန်ဖြစ်လာတဲ့လီဇာတကဘာလုံးအချစ်တော်နိုင်ငံတကာအထီးထင်ရှားကြော်ကြားတဲ့ K-pop အဆိုတော်လီဇာကိုထိုင်းနိုင်ငံရဲ့အမေးစင်းထိုင်းလန်တန်တမန်အဖြစ်ထိုင်းကဘာလက်ခရီးသွားမြင့်တင်ရေးအာဏာပိုင်အဖွဲ့ TAD ကခန့်အပ်လိုက်ပါတယ်လီဇာဟာထိုင်းနိုင်ငံအတွက်ဂုဏ်ယူရတဲ့အရင်းမြစ်တစ်ခုဖြစ်တဲ့သူ့ရဲ့ကဘာကျော်လူတီများတဲ့အောင်မြင်မှုတွေစွမ်းအားတွေကထိုင်းနိုင်ငံရဲ့အလှနဲ့ထူးခြားမှုတွေကိုနိုင်ငံတကာပြည်သက်တွေသိအောင်လှုပ်ပေးနိုင်မယ်လို့ TAT ဥက္ကဋ္ဌ တပ်ပတိကိယဖာပူကပြောပါတယ်။ဘလပင်အဖွဲ့ဝင်တဦးဖြစ်တဲ့လီဇာဟာပရိသတ်ရဲ့စိတ်ဝင်စားခြင်းကိုခံရသူဖြစ်တာကြောင့်ထိုင်းနိုင်ငံကလီဇာရဲ့ပုံရိပ်ကိုတုံပြီးထိုင်းခရီးသွားလုပ်ငန်းကိုပုံပုံမြင့်တင်ခြင်းဟန်တူပါတယ်။လီဇာကထိုင်းနိုင်ငံခရီးသွားလုပ်ငန်းရဲ့ဆွဲဆောင်မှုကောင်းမွန်တဲ့ပုံရိပ်တွေကိုကဘာကိုမြင်ကွင်းအစ်စ်တွေနဲ့ကိုစားပြုဖော်ပြပေးသွားမှာဖြစ်တယ်လို့ TAT ကပြောခဲ့တယ်လို့ထိုင်းသတင်းဌာနတွေကကြေညာထားပါတယ်။လီဇာကို တတမန်အဖြစ်ခန့်အပ်တာဟာနိုင်ငံတကာကခီးသွွားတွေထိုင်းနိုင်ငံကိုလာဖို့လှုံ့ဆော်ပေးမှာဖြစ်တယ်လို့ပြောပါတယ်